အချို့လည်းအားတဲ့ကိုစီကကိုကလေးနဲ့ပတ်သက်ပြီးတော့တဲ့ဒါကြောင့်ပဲဖြေးနေတာဒါပေမဲ့ဆရာတွေအများကြီးပဲတင်းဆရာမင်းဆရာကြားဆရာတွေအများကြီးပါပဲအဲဆရာတွေပုံမှာခေါင်းစဉ်ပုံမှာဖြေးပေးရတာပါအကုန်လုံးဆရာတွေကြီးပါပဲဟုတ်ပါနေတော့ပေးပြီးသားတော့ဟုတ်ရောရောလုံးအကုန်ဆွဲရပြီတယောက်နေတော့မထောင်းတော့ကြားလားဆိတ်ချ20လောက်ရောက်သွားပြီအကိုတို့တွေဝဲဝဲသွားမယ်ဆိုကားတော်မရှိဘူးဝင်းကားလာတဲ့လိုက်ထွက်နောက်မှာညီကိုတွေမိသားစုတွေအိပ်ပြီးလိုက်ရတာအဲလမ်းကျန်းနေအာအဲ့လိုမျိုးတွေကဖြတ်တန်းလာတဲ့အတွက်အဲကြောင့်ရင်းနေရောက်တာပေါ့ တယောက်တော့မိသားစုသားသမီးလိုဖြစ်နေတာပါပဲအာဟေးရမင်းအကောင်ထဲရတော့မိုးဝင်နေတယ်ကွာဟာကျုပ်ကမိုးနေနေဒီအလုံးလုံးအောင်မင်းနားတယ်ဟွာဆရာနဲ့ဟွာပေါ့ပုပ်ပန်းမှရိုက်တာအဲကိုကြီးဘေလူဘကဟွာပေါ့မိန်းပေါ့အဲ့ဒီမှာကကိုကြီးကိုခလိုင်နဲ့ကိုကြီးနဲ့ဆရာတစ်ပည့်ဆရာတစ်ပည့်ကိုစကားနှစ်ခွန်းပဲပြောရတာ ဟုတ်ကဲ့တယောက်တခုံးစီပဲမြပြောอ่ะဟုတ်ကဲ့ဟုတ်ကောအဲဆရာဟောပေါ့အကိုကတော့တရားဟောငါတို့ဘာပြောရမလဲဆိုတော့တုံးရစီပြီဘာမှပြောရအောင်ဟာနောက်တစ်စီးဆိုလဲကြည်လိုက်ရင်ဆရာတစ်ပဲတယောက်ဓာတ်ရပြန်ပြီတခုံးမှမပြောอ่ะနောက်နေ့ကျတော့ဟုတ်ကဲ့တယောက်စီပဲခွဲပြောဟုတ်ကဲ့အကိုကဟုတ်ဆိုကိုရကဲ့ဆရာကဲ့ဆိုကိုရဟုတ်အကိုကလန်တဲ့ကိုနဲ့အဲ့ဘာရနေသေးပေါ့အဲ့ဒါလေးပဲ ပင်လဲပင်မန်းတယ်ပျော်လဲပျော်ပုံကောင်းမှာအဲ့လေကအဲ့ဒါလေးကိုကြည့်ပြီးတဲ့ပြည်သက်ကကိုရွှလိုက်လက်ဆောင်လာပေးတာကိုကဝမ်းသာသွားတာပေါ့နော်ဒါဒါကိုကြီးတို့ပြည်သက်ရင်ထဲမှာရှိတယ်လို့လက်ရှိစုတော်ပါဘယ်မှာနေတော့ပေးပြီးသားနော်ဟုတ်ရောရောလုံးအကုတ်ဆွဲရပြီတယောက်နေတော့မထောင်းတော့ကြားလားဆိတ်ချအရင်တော့ရုပ်ရှင်ကားဆိုရင်ဒီမကြီးကလည်းကိုကြီးတို့တွေဘာလို့လဲဆိုအတားတွေအစုံနေနဲ့ပျော်ဖို့ပွားဖို့ကောင်းတယ်အဲတော့ပွားကောင်းလို့ဆိုတာပေါ့ပေါ့လေဒီမှာလှည့်ပြီးတော့တကယ် location အဝရင်းနဲ့အပြည့်အဝတွေပေါ့အဲ့လိုမျိုးရရတာပေါ့ အဲအဲ့လိုမျိုးအရသာတော့ခုနညီမကြီးပြောလို့ပေါ့အခုချိန်ကနည်းနည်းပါသွားတယ်ပေါ့အဲ့ဒါလေးတော့တွေးရဒါလည်းပြောရရင်တော့ဟိုဝေးကြီးအကြောင်းဆိုတာရယ်နောက်ပြီးတော့တစ်ဖက်လူမှလည်းအရင်းကြီးရှိတာပေါ့အဲ့အရင်းကြီးကြောင့်ဖြစ်သွားတာပေါ့အဲ့လိုမျိုးပေါ့အဲ့တော့ဆရာတော်ကလည်းရောချက်ပြီးတော့ဒီလိုမျိုးလေးချက်ပြီးမစီစဉ်ရအောင်လားစီစဉ်ထားတယ်ရှိတယ်အကိုရဲ့ဂိမ်းတစ်ခုလောက်ထားတယ်လူရှင်တော်တွေအတွက်ထမင်းစားဖို့အတွက်ဂိမ်းတစ်ခုအခုအခုဆိုလဲအကိုကြီးတို့ရိုက်ကူးရမှာအကိုနဲ့တူတူပဲကိုယ်ကဆိုလဲတူတူပဲခုနကအကိုကြီးခုနပြောလို့ပေါ့ မေတ္တာရွှေစင်ဟောမင်္ဂလာဟောခင်လိုက်လို့ပွဲဟောကိုကြီးတောင်နဲ့ပတ်ပြေးနော်တခါတည်းလေးကြတော့ဟိုကလေးတွေနဲ့သွားနေရတာပေါ့အခုလိုဟောလို့မွေးနေပွဲလေးတွေကြတော့ကြတော့ကလေးတွေနဲ့သွားရတာပေါ့ပြောရရင်တော့ကိုကဈေးကြီးတာမဟုတ်ပါဘူးသူဈေးနည်းလို့မခေါ်တာသူအလားချင်းနဲ့ကိုကလေးလာချင်းနဲ့ဒါပေမဲ့အကိုလည်းအကိုလုံနေကိုဆိုတော့ဒီဘက်ကိုကြီးကပရိဒါပြန်ရတယ်အားနေကလေးတို့နေရာလေးလိုက်မိတ်ဆက်ပေးတာပေါ့အဲ့လိုသွားတာပါအဲ့စလိုက်အောင်မဲဥက္ကလာကိုဈေးမနိုင်ဘူးလားဟာလား လှန်သေးကြည့်ရလားကဈေးမကြည့်အကွက်ဈေးမကြည့်ဘူးမောင်ငွေတင်ဈေးကြည့်တာအကွက်ပတ်သက်မကိုင်းအောင်အဲ့ဒါအမှလည်းဟိုဟာတော့ပါတယ်အကိုကြီးပွဲမျိုးဆိုရင်လွတ်ပေတယ်အဲ့လိုမျိုးပေါ့မောင်လေးပါညာဆိုကိုကလိုင်းဆိုကိုကြီးကမြမသန်သုံးဖို့ဆိုသုံးဖို့အဲစရိယုနှစ်ပုတ်ဆိုနှစ်ပုတ်အကိုကြီးမဆိုနဲ့ဆိုရင်မဆိုပါဘူးတကယ်လို့ပြည့်စက်တောင်းတယ်ဆိုထဆိုဆိုဆိုအဲ့ဆိုရင်သူမိမပြောတယ်နမြဲလာနေမောင်ကသူ့ပွဲကြငါ့ကိုပေးမလို့ဘူးလေပါအဲ့ဒါပွဲတိုင်းပဲကိုကြီးကစတာပေါ့အဲ့လိုမျိုးပေါ့ ကွယ်လာမယ်ဆိုရင်အရင်ငယ်တဲ့ဈေးရင်ကြီးရမှာပေါ့မဟုတ်ဘူးလေလုံးလေအဟုတ်တယ်အမနဲ့ညီအမနဲ့ညီမှာအကိုကအကုန်ကတယ်သွားကရင်ပြီးတော့အကုန်ကတယ်အကိုကအမနဲ့ပြန်ဆိုလဲအမတက်လုံးတိုက်ဖို့တဲ့ဆရာဆရာဘယ်ရဲ့အားလဲတဲ့အားရရဲ့ကျွန်တော်လာခေါ်ပါအဲ့နုခဏနုကြည့်လိုက်အောင်မယ်ကိုရပရိုက်လိုက်ပတ်သွားနေတာအဲ့လိုမျိုးပေါ့အမနဲ့ပြန်ကျတော့ပြန်လုံးတိုက်ပေါ့20လောက်ရောက်သွားပြီ20လောက်ရောက်သွားဟုတ်တယ်20လောက်ရောက်သွားကိုကြီးတို့တွေအကိုတို့တွေဝဲဝဲသွားမယ်ဆိုကားတောင်မရှိဘူး ပွဲကားလာတဲ့ light drop နောက်မှာညီကိုတွေမိသားစုတွေအိပ်ပြီးလိုက်ရတာအဲ့လမ်းကျန်းနေအာအဲ့လိုမျိုးတွေကဖြတ်တန်းလာတဲ့အတွက်ခွေးတို့တွေခုချိန်ဒီပေါ့အဲ့ကြောင့်ရင်းနေရောက်တာပေါ့ရင်းနေရောက်တော့တယောက်တယောက်မိသားစုသားသမီးတို့ဖြစ်နေတာပါပဲအချို့လည်းအားတဲ့ကိုစီကကိုကလိုင်းနဲ့ပတ်သက်ပြီးတော့ဓာကြောင့်ပဲဖြေးနေတာမေးတဲ့လူကလည်းဒါပဲမေးတာပေါ့ဒါပေမဲ့ဆရာတွေအများကြီးပဲတင်းဆရာမင်းဆရာကြားဆရာတွေအများကြီးပါပဲအဲဆရာတွေပုံမှန်ခေါင်းစဉ်ပုံမှန်ဖြေးပြရတာပါအကုန်လုံးဆရာတွေကြီးပါပဲ အတွဲမဟုတ်ပါဘူးအကိုကဘယ်သူလာလာနေရပေးတာပါအဲ့ပေါ်မှာ သွားပြီးတာယာလို့မရဘူးစူးစမ်းမှုနဲ့မှအဆင်ပြေမှာသူကဥပင်လိုင်းရဲ့တပည့်ကိုစီစီအဲ့လိုမျိုးတုံးတုံးကြားတဲ့အပေါ်မှာကိုကြီးဘယ်လိုအကျင့်နဲ့ပါတယ်ဘာလို့ကျင့်တဲ့လဲဆိုတော့တကယ်လဲလက်ရှိမြင်နေတာလဲအဲ့ဒါဖြစ်နေတာမှန်တယ်လေအမှန်တရားကဘာမှဖုံးလို့မရတာဒါနဲ့ကိုကတော့အဲကျေးဇူးရှင်ပေါင်းရောပြည့်စက်ကောပေါင်းဒီကခင်မူးကြီးဆယ်ပါးခေါင်းထားတဲ့အတွက်အဲ့လိုယူသေးပြီးသားပဲအဲ့ကြောင့်လဲ ဟိုကိုလျှောက်တဲ့ဘဝမှာတန်တန်ရှင်းရှင်းပဲလက်ပြလည်းလုံတယ်လက်ပြလည်းတန်မလုပ်ပေးရမလဲအပြည့်တဲ့နဲ့လည်းမလုပ်ပေးရမလဲအဲနောက်ပြီးတော့ကိုအမှုညာရှင်နဲ့မလုပ်ပြကိုအငယ်တန်းတွေလည်းလက်တွဲခေါ်တာဒါလည်းအခုကျေးဇူးတွေပဲပေါ့အဲ့လိုမျိုးပေါ့ဟိုကြောက်တာတော့မကြောက်ပါဘူးချစ်တယ်ဘာလို့နောက်ကြဟောအမောက်လန့်လန့်ပြောတော့နင်းမောင်ကြည့်လုံတော့ငါ့ကိုလောက်သွားပြီအဲ့လိုလေးပါ ရဲ့ pride များတယ်အဲအကိုကြီးကပွဲတပွဲဆိုရင်မလုပ်ချင်းလဲဘလောက်ပေးမလဲမပြောဘလောက်တက်နိုင်လဲပြောခလေးတွေအကုန် pride ဆို pride သွားတော့ပွဲကြီးကြတော့ပွဲကြီးစေးတောင်းတာပေါ့နော်အဲ့လိုမျိုးပါ